ချစ်တော်တရရှင်ဓမ္မမိတ်ဆေပေါင်းတော်မင်္ဂလာပါမင်္ဂလာရှိသောနေ့ရက်တင်မင်္ဂလာနဲ့နဲ့ခင်းလေးမှာချစ်တဲ့မိတ်ဆေများအားလုံးစေရောကိုပါရှင်လန်းချမ်းမြေ့ကြပါစေဘုရားကောင်းကြီးတင့်တဲ့တို့အားလုံးပဲစိတ်သိက်ကိုသိဝမ်းမြောက်ခြင်းတင့်တဲ့ဘုရားကုံတော်ကိုချီးမွမ်းခြင်းအမှုအမြဲပြုနိုင်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကောင်းမြတ်သောဘုရားရှင်ဘုရားသခင်ကကျွန်တော်ပေါ်မှာတိတ်ကောင်းမြတ်တော်မူတဲ့ဘုရားဖြစ်တယ်ယနေ့လည်းပဲတင့်ပေါ်မှာကောင်းမြတ်တယ်လို့ယနေ့တင်မကပဲနဲ့နောင်လာမဲ့ သက်တာတလျှောက်လုံးမှာလည်းပဲဘုရားကဆက်ပြီးတော့ကျွန်တော်တို့ပုံမှာကောင်းမြတ်နေမှာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းသည်ဘယ်တော့မှရုပ်လျော့သွားတယ်ဆိုတာမရှိဘူး။ကန့်တတ်ထားတယ်ဆိုတာမရှိဘူး။အကန့်အသတ်မဲ့နဲ့ကျွန်တော်ပုံပါလို့ရှိရင်စောက်ရှောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးကိုကျွန်တော်အားလို့ရေတွက်ချင်းမြရင်နဲ့ဒီနေ့ရေတွက်ချင်းမွန်းရင်နဲ့ဒီနေ့နှုတ်ကပတ်တော်ကိုခံယူကြရအောင်ယောမဝိထုခန်းကြီး1ပိုင်း14ကိုကြည့်တဲ့အခါမှာလို့ရှိရင်14နဲ့15ကိုကျွန်တော်ကဆင်ကျင်လိုက်တဲ့အခါမှာဒီမှာဆိုရှင်အိမ်မှာဆိုရှင်နဲ့ယောဘရှိနေတဲ့ချိန်တောတွင်းလေးမှာပဲ ပြီးခဲ့တဲ့ရက်ကပြောသလိုပေါ့ဒါစာနာမဏတ်ကဆိုရှင်ယောမကိုစုံစမ်းဖို့ရတဲ့ဘုရားသီဘုရားသီကနေမှာတော့ရှင်သူကလုံးဝအခွင့်ရအောင်ယူပြီးမှယောဘကိုဒီနေ့ကတော့လုံးဝစုံစမ်းတော့မယ်။နော်ယောဘကိုလုံးဝကြာရှုံးအောင်သူလုပ်တော့မယ်။နော်ဖရားဒီကဒီမှာအခွင့်ကိုယူလာပြီးတော့ဖရားရဲ့သားကဆိုရှင်ဒါဓာတွေလုံးလိုက်ရင်တော့အကုန်လုံးကဆိုရှင်သူပြက်စီးသွားမယ်ဆိုရင်တော့ဖရားပေါ်မှာဘယ်တော့မှတစ္ဆာရှိနိုင်မှာမဟုတ်ဘူး။ ်ဖယားကပေါ်မှာဆိုရှင်ဘယ်တော့မှယုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့စာနာမနတ်ကဆိုရှင်သူ့ရဲ့အတွေးလေးနဲ့เนาะဒီယောဘကိုရိုက်ချိုးဖို့ရန်အတွက်စဉ်းစားတာဖြစ်ပါတယ်။ယနေ့မှတော့ကျင်းလိုက်တဲ့ခါမှာဆိုရှင်ပထမဆုံးယောယောဘထံကိုရောက်လာပြီးတော့တဲ့ဒီမှာအစီခံတစ်ယောက်ကရောက်လာတယ်။ရောက်လာပြီးတော့နွားတို့ဒီလဲထွန်လည်းရဲ့သူတို့အနာမှာဒီမြင်းမတို့ဒီကြက်စားလည်းရဲ့ရှိကြတော့အခါရှေဘအမျိုးသားတို့သည်တိုက်ရှူသွားကြပြီးတော့လူဆောင်တို့ကိုလည်းပဲဓာတ်နှင့်တတ်၍ ကျွန်တော်တယောက်တည်းကြံရစ်လျက်ကိုတော်အားတည်င်းကြားပြောဖို့ရန်အတွက်ရောက်ရှိလာတယ်ဆိုပြီးတော့ယောဘကိုပထမဆုံးဒါတည်င်းလာဖို့တဲ့သူပထမဆုံးတည်င်းလာဖို့တဲ့လူကဟိုမှာလဲမှာသူကသူထုံရက်စိုက်ပြိုးနေတယ်အဲ့ဒီမှာသူတို့သူရဲ့ပယောဘပိုင်ဆိုင်တဲ့မြင်းတွေကိုလည်းထိန်းတဲ့သူတွေရှိမယ်အဲ့ဒီချိန်မှာတို့ရှင်ဘာဖြစ်လဲတခါတဲ့ရှေဘအမျိုးသားတွေကလာပြီးတော့ယောဘပိုင်ဆိုင်တဲ့မြင်းတွေရောယူသွားတယ်ပြီးရင်သူရဲ့ကြုံတွေကိုဘာဖြစ်လဲ တခါတည်းရိုက်နဲ့တတ်ဖြတ်ပြီးတော့တယောက်သေးပဲကြံ့ပြီးမှပြေးလာပြီးမှပဲယောဘဒီမှာသတင်းလာပို့တယ်เนาะဒီမှာကျင်းလိုက်တဲ့ခါမှာစာဒါမနတ်ကယောဘရဲ့ကြုံတွေကိုဖျက်ဆီးလိုက်တဲ့ခါမှာတယောက်တယောက်ကိုတော့ခြံထားတယ်ဘာကြောင့်လဲသတင်းလာပို့ဖို့ယောဘကိုတုံလောက်ခြောက်ခြားသွားပြီးတော့လုံးဝကြောက်လန့်သွားပြီးတော့ထိန်လန့်သွားပြီးတော့တကယ်ပဲအဲ့ဒါတွေဆုံးရှုံးမှုနဲ့ရင်ဆိုင်ရတဲ့ခါမှာစိတ်ပြည့်လာဖို့ရန်အတွက်အဲ့ဒီသတင်းမကောင်းသတင်းကိုလာပြီးတော့ လင်းမီပိုးနိုင်ဖို့ညာအတွက်တယောက်တယောက်ကိုခြံထားတယ်ဆိုတာကိုတွေ့ရမယ်။အဲနောက်ပြီးလို့ရှိရင်ကျွန်တော်ကြမ်းကြက်ကိုခြေလိုက်တဲ့ခါမှာယောဘခန်းကြီး၁ပိုင်းငယ်၁၆မှာလို့ရှိရင်ဖျားသခင်ဤမိသည်ကောင်းခင်မှကြသဖြင့်တိုးများနဲ့လူဆောင်တို့ကိုလောင်၍ကျွမ်းကုန်ပါပြီ။ကျွန်တော်တယောက်ထဲကြံရစ်လျက်ကိုတော်အားတင်လာပြောပါတယ်။ဟာဒုတိယတစ်ချက်ကတော့ဘာဖြစ်လဲ။ယောဘတိုးចောင်းသားတွေကတို့ရှင်တခါတဲ့တောထဲမှာသွားပြီးတော့စကြက်မှာတိုးចောင်းနေကြတယ်တိုးចောင်းနေတဲ့ချိန်မှာတို့ရှင်ဘာဖြစ်လာလဲကောင်းခင်ကနေမှာ မေးကကြလာပြီးတော့အဲ့ဒီသိုးတွေကိုလောင်ကျွမ်းသွားတယ်။သိုးတွေနဲ့မကဘဲနဲ့သိုးထင်းတွေပါအကုန်လုံးလောင်ကျွမ်းသွားတယ်။ဒီချိန်မှာတော့ချင်းတယောက်သေးပဲကြံခဲ့တယ်။နော်တယောက်သေးပဲကြံခဲ့တယ်။တယောက်သေးတတိတိကြံခဲ့တဲ့လူတစ်ယောက်ကဆိုရှင်အဲ့ဒီအရာကိုအံ့ဩထိမော့ပြီးတော့တကယ်ပဲကြောက်လန့်စွာနဲ့ကြုံတွေ့ရနေရတဲ့ဒီပြဿနာကြီးပေါ်မှာဆိုရှင်လာပြီးပြောပြဖို့ရန်အတွက်အပြည့်ဒုံဆိုင်ပြီးတော့ယောဘတီကိုယောက်လာခဲ့တယ်။နော်ယောဘတီကိုယောက်လာခဲ့တဲ့တည်င်းတွေကတရက်တော်တွင်းပါပဲလေ။ ဘာတွေရောက်လာလဲဆိုတော့မကောင်းတဲ့တင်းတွေပဲရောက်လာတာเนาะကောင်းတဲ့တင်းတစ်ခုမှမလာတော့ဘူးဘာကြောင့်လဲမာနကဆိုရှင်မကောင်းတဲ့အမှုရာကိုအမြဲလုံနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မာနတီကလွတ်လိုက်တဲ့အရာတိုင်းတီဘာဖြစ်လဲမကောင်းတဲ့တင်းတွေပဲမကောင်းတဲ့တင်းတွေပဲယောဘဇက်တိုက်နားထောင်ရတယ်เนาะဇက်တိုက်နားထောင်ရတယ်ဒါမှမဟုတ်ယောဘခိုင်းတစ်ပိုင်းငယ်၁၇နှစ်ကိုဆက်ချပြီးတော့ချစ်လိုက်တဲ့ခါမှာခါလက်တဲ့မျိုးသားတတ်တရတီစစ်ချီ၍ကလတ်အုပ်တို့ကိုတိုက်ယူသွားပြီးတော့လူဆောင်တို့ကိုလည်းပဲဓာတ်နဲ့တက်ပြီးတော့ကျွန်တော်တယောက်ထဲကြံခဲ့တယ်လာပြောပြန်ရော เนาะတခါတဲ့ဒီခါလေတဲ့အမျိုးသားတွေကစစ်ချီလာပြီးတော့ယောဘပိုင်ဆိုင်တဲ့ဒီကလက်အုပ်တွေเนาะအဲ့ဒီကလက်အုပ်တွေကိုထိန်းကြောင်းတဲ့ယောဘကတော့ရှင်ပစ္စည်းဥစ္စာဒဏ္ဍီလဲကျွယ်ဝတယ်လို့သူကတော့ရှင်တလဲတလိတ်ဆန်တယ်ပဲဘောင်းဆောင်သူကျွယ်ဝပြီးတော့တကယ်ပဲစကြက်မြင်မှာတော့ရှင်ထင်းအကြောင်းနေတယ်လွတ်ထားတယ်ဆိုတော့တွေ့ရမယ်เนาะအခုလည်းပဲကလယ်အုပ်တွေကိုလာပြီးတော့တိုက်ခိုက်သိမ်းပိုက်သွားတယ်ဒါမှမကမနဲ့အဆောင်တွေကိုလည်းပဲကလယ်အုပ်တွေကိုចောင်းနေတဲ့ အထင်းတော်တွေကိုလည်းပဲအကုန်တော့ဘာဖြစ်လဲဓာတ်နဲ့ထိုးပြီးတော့မောပြီးတော့တတ်သွားကြတယ်နော်တတ်သွားပြီးတော့မှတယောက်တော်သူခြံတဲ့ခါမှာလာပြီးတော့ပြောပြန်ရောနော်ဒီခါမှာယောဘဒီမှာဇက်တိုက်ဇက်တိုက်မာနလှဲ့စားမှုနဲ့ဝင်ရောက်လာတဲ့အရာတွေအားလုံးကဇက်တတ်တို့ရှင်ကောင်းတဲ့ရင်မဟုတ်တော့ဘူးမကောင်းတဲ့ရင်တွေဇက်တိုက်ဇက်တိုက်ယောဘကြားတော့တယ်ယောဘခိုင်းတိပိုင်ငယ်78ကိုလည်းကြည့်လိုက်တဲ့ခါမှာကိုယ်တော်ဤသားသမီးတို့သည် အကိုကြီးအိမ်၌စား၍စပြည့်ရေကိုတောက်လျက်နေချစဉ်တွင် အိမ်၄တောင်၄ဘက်မှာဆိုရှင်ဘာဖြစ်လဲလေပြင်းတိုက်လာတဲ့ခါမှာပြိုလဲကျပြီးတော့အကုန်တော့ဘာဖြစ်လဲသားသမီးတွေအားလုံးတည်သွားကြတယ်နော်အဲ့ဒီမှာကျွန်တော်တယောက်ထဲကြံတဲ့အတွက်ကြောင့်တည်င်းလာပြောရတယ်ဒီချိန်မှာကြီးလိုက်တဲ့ခါမှာတော့ဘာဖြစ်လဲလေကြီးလာပြီးတော့အိမ်၄တောင်တိုက်ပြီးတော့အိမ်လဲပြိုသွားတဲ့ခါမှာသူတို့အားလုံးကတေကုန်ကြပြီတေကုန်ကြတဲ့ခါမှာဒီတေသွားတဲ့သူတွေကဘသူတွေလဲကျွန်းနေလားပထမဆုံးရှင်ကလည်းအုတ်ချောင်းတဲ့လူတွေဒါကျွန်းနေ ဒါမှမကမနဲ့သိုးចောင်းတဲ့သူတွေဂျွန်နေပဲမြဲတွေမလို့ရှင်ဒီထိန်းចောင်းနေတဲ့သူတွေကလည်းပဲဂျွန်နေပဲသုံးပေါ်တော်ညာလည်းပဲယခုလက်တွေ့ရင်ဆိုင်လာရတဲ့အချက်ကတော့နောက်ဆုံးသူ့ဒီမှာရိုက်ခတ်လာတဲ့မကောင်းတဲ့တင်းကတော့ဘာဖြစ်လဲသူ့ရဲ့သားသမီးတွေအကုန်လုံးဘာဖြစ်လဲတိတ်ဆုံးသွားတယ်နော်တစ်ချိန်တည်းမှာပဲတည်ကုန်ကြတယ်တစ်ချိန်တည်းမှာပဲတည်ကုန်ကြပြီးတော့တစ်ချိန်တည်းမှာပဲသားသမီးတွေတန်လည်းမကြတော့ဘူးဒီချိန်ကမှာယောဘနေနဲ့ ဘလောက်ခံစားရမလဲရင်ထုမနာခံစားရမယ်ဖခင်တယောက်နေတဲ့တခါတည်းဆုံးရှုံးသွားရတဲ့ပစ္စည်းတနာဥစ္စာတွေနေမကပဲနဲ့နောက်ဆုံးမှာတော့ရှင်ကိုချစ်ရတဲ့ကိုနှစ်သက်ရတဲ့ကိုယင်သွေးပါတယ်တောင်မှအကုန်လုံးတပါတဲ့ဆုံးရှုံးသွားတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ရောပါတယ်ပဲမကောင်းတဲ့ရင်တွေကိုစက်တိုက်နားထောင်ပြီးတော့နော်ဘလုံးမှ မခံမရနိုင်တော့အောင်ဖြစ်နေရပါတယ်နော်နောက်ဆုံးမှာကျတော့ ဘလောက်ပဲသူဒီလောက်ပဲခံစားနေရပါစေယောဘကဘုရားပေါ်မှာတစ္ဆာရှိပါတယ်နောက်တစ်ခေါက်ကောင်းငင်ပုံစည်းဝေးမှာဆိုရှင်ယောဘရဲ့တစ္ဆာရှိနေသေးတဲ့အတွက်ကြောင့်နော်ယောဘကဆိုရှင်ဘလောမှာဘုရားပေါ်မှာဇောရကမတက်ဖ ೇನೆ တစ္ဆာရှိနေသေးတဲ့အတွက်ကြောင့်မာနကဆိုရှင်ဘုရားဒီမှာ ပြန်ဆွဲ ပြန်ပြီးတော့သွားတယ်တဲ့နော်သူ့ရဲ့ခန္ဓာကိုထိခိုက်ပါကဘုရားသခင်ကိုချိန်ဆမ်းပြီးဖြစ်ကြောင်းစာရမဏကတင်ပြခွင့်ရပြီးတော့ပြန်လာတယ်ပြန်လာတဲ့ခါမှာ ယောဘရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဘာဖြစ်လဲအနှိမ့်စိမ့်နေပေါက်တယ်နော်ယောဘရဲ့ခန္ဓာကိုယ်တစ်ခုလုံးအနှိမ့်စိမ့်ပေါက်တယ်ဒီမှာစိတ်ထောင်းနေတဲ့ချိန်ခါမှာစိတ်ထောင်းပြီးတော့လုံးဝခံစားနေရတဲ့ချိန်မှာမိမိပစ္စည်းတွေလည်းဆုံရှုံလိုက်ရပြီးမိမိရဲ့တရိတ်ဆန်တွေလည်းပဲပါသွားပြီးမိမိကိုယ်တိုင်ကလည်းပဲဘာဖြစ်လဲယူကျုံမရလောက်အောင်ခံစားနေရတဲ့ချိန်မှာနောက်ဆုံးမှတော့ချင်းတပူပေါ်နှစ်ပူဆင့်သုံးပူဆင့်တယ်မကဘဲနဲ့ခံစားနေရတဲ့အချိန်မြင့်တွေပေါ်မှာမကဘဲနဲ့ဘာဖြစ်လဲ ယောမရဲ့ခန္ဓာကိုယ်မှာယောဂအကြီးကြီးဆွဲကပ်လာတယ်အနတ်စိမ့်အကြီးကျယ်ပေါက်တယ်နာကျင်ခံစားနေရတယ်နောက်ဆုံးမှာဆိုရှင်ယောမဆိုရှင်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဒီအနတ်စိမ့်တန်ကိုခံစားရတဲ့ခါမှာယောမပြာပုံမှာထိုင်ပြီးတော့အိုးချမ်းနေချစ်ပြီးတော့တခါတဲ့ပြည်တွေကိုညှစ်ထုတ်နေရတဲ့အချိန်တွေမျိုးထိရောက်နေတယ်ဒါပေမဲ့ဖရာသခင်ကိုသူတကြိမ်ကိုမှမကြိမ်ဆဲခဲ့ပါဘူးတဲ့နော်သူရဲ့အပေါင်းအသင်းတွေသူရဲ့ပေါင်းစပေါ်သူရဲ့ဇနီးရောက်လာတဲ့သူ့ကိုအားပေးတယ်ယောဘ အယူဖျားကိုကျိန်ဆဲပြီးတော့နင်းသေးလိုက်တော့ယောဘအယူတဲ့နင်းဖျားကိုကျိန်ဆဲပြီးတော့သေးလိုက်တော့ယောဘကိုတောင်မှအယူလို့ပြောလိုက်တယ်နော်။ဘာကြောင့်လဲ?သူကိုယ်တိုင်ကဗလဲ။ခံစားနေရတာတောင်မှညင်းညူညင်းတွန်တောက်တင်းတင်းမရှိဘဲနဲ့သူကိုယ်တိုင်ကတခါတဲ့ဖျားနဲ့တရားနဲ့ဖျားကိုပဲမျက်မှောက်ပြုတ်ပြီးတော့ဒုက္ခရောက်သည်ဖြစ်စေဖျားကိုပဲမျက်မှောက်ပြုတ်ပြီးတော့အသက်ရှင်နေဖျားနဲ့သွာလာတယ်။ဒါကြောင့်ဒီနေ့ယောဘကဆိုရှင်ဖျားကိုမကျိန်ဆဲခဲ့ဘူး။ဒုက္ခပေါင်းစုံလှလှပပသူခံစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ကသူ့အတွက်တကယ်ကောင်းမြတ်တယ်ဆိုတာယောဘကမြည်ဆန်းခဲ့ပြီးသားဖြစ်တယ်။ဒါကြောင့်ဒုက္ခရောက်ပြီးတော့အကျိတ်အနယ်ခံစားရတဲ့အချိန်မှလည်းပဲသူကဆိုရှင်ဖယားပေါ်မှာတစ္ဆာရှိနေတယ်မြဲပဲချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်သင်နဲ့ကျွန်တော်တို့အပေါ်မှာလည်းပဲဖယားသခင်ကသိကောင်းမြတ်ပါတယ်။ယောဘတို့ရှင်သူခံစားနေရတဲ့အခဲမကြီးလုံးဝနာကျင်မှုတွေနဲ့ခံစားနေရတော့ညာလည်းပဲဖခင်ရဲ့ကောင်းမြတ်ခြင်းကို ို့ရဲ့ဘွားသက်တာမှာယနေ့ဒီချိန်ခါဒီအသက်ရွယ်ထိအပြည့်ဝမြေးဆန်းခဲ့ရတာဖြစ်တယ်။အခုဒီချိန်တစ်ခါလေးဒုက္ခရောက်တဲ့ခါမှာကြမှာဖះကိုချိန်ဆဲမယ်ဖះကိုဒုက္ခဖះဒီဒုက္ခတွေရောက်တဲ့ခါမှာဖះကိုဇောတကတက်ပြီးတော့ဖះကိုမျက်ကွယ်ပြုတ်ပြီးတော့ကြောခိုင်းပြီးတော့ယောဘဖះနဲ့ဝေဝေထွက်မခွာမပြေးပါဘူး။ဖះပေါ်မှာတိစာရှိခဲ့တယ်။ဒါကြောင့်ကောင်းမြတ်တဲ့ဖះသခင်ဘက်မှာယောဘကဆိုရှင် တစ္ဆာရှိပြီးတော့မမမမနဲ့ယက်တည်နိုင်တဲ့ကဲတော့ယနေ့ကျွန်တော်တို့ကလည်းပဲဖျားပဲမှာလို့ရှိရင်မမမမယက်တည်ဖို့ဖြစ်တယ်ဒီနေ့ဒီဒုက္ခတွေဒီကြုံတုံရတဲ့အခက်အခဲတွေဒီပြဿနာတွေကဘု து ကြောင့်လဲမာနစာတန်ကြောင့်ပဲဖျားငါလို့ရှိရင်ကျွန်တော်ဘယ်တော့မှဒုက္ခရောက်အောင်တော့မလုပ်ပါဘူးဒါမဲ့စာတန်မနှက်ကလို့ရှိရင်ဖျားရဲ့သားသမီးတွေကိုဒုက္ခမျိုးမျိုးနဲ့ကြုံရပြီးတော့ဖျားကိုကြောခိုင်းဖို့ဖျားကိုဇောရကတက်ဖို့ဖျားကိုစန့်ကျင်ဖို့အမျိုးမျိုးနဲ့လုပ်နေတယ်ဒါနဲ့ဒီနေ့တင်းအခက်ခဲကြုံနေရတယ်တင်းဒုက္ခနဲ့ရင်ဆိုင်နေရရင် ချစ်တဲ့မိတ်ဆွေဖခင်ဘာကြောင့်ခွင့်ပြုရတာလဲဖခင်သခင်ငါ့အဝေးမှာဘာကြောင့်ဒုက္ခရောက်အောင်လုပ်ရတယ်လဲဆိုတဲ့အဲ့ဒီမေးခွန်းကိုမေးတာတဲ့မာနကိုကျွန်တော်အနိုင်ယူနိုင်ဖို့ရန်အတွက်မာနဘာဖြစ်လို့ငါ့ဘောမှာဒီလိုဒုက္ခဖြစ်အောင်ဖန်တီးရတာလဲငါမှာဖခင်ရှိတယ်ငါဖခင်သခင်ကိုခိုးလုံကိုးစားပြီးတော့ဖခင်နဲ့တင့်ကိုငါပြန်တိုက်မယ်ဖခင်ငါ့ကိုမဆမယ်ဆိုတာယနေ့ကျွန်တော်အားလုံးကယုံကြည်ပြီးတော့ယောဘကဲ့သို့နော်ကောင်းမြတ်တော်မူသောဖခင်သခင်ဘက်မှာတစ္ဆာရှိပြီးတော့မမမမယက်တည်နိုင်ကြတဲ့ ဖရာရဲ့သားသမီးများတကယ်ဖရာကိုယုံကြည်တဲ့ဖရာသားသမီးများအရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်တယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖရာကောင်းချီးချပါစေ။